ိန်း2000ကျော်လောက်နဲ့ယခုလိုမျိုးအာစီတထက်တိုက်အစ်စ်ကလေးလဲလိုချင်တယ်မူလရွာမြေအမျိုးအစားလိမ်မော်ရောင်ကမှလုံးဝစိတ်ချရတဲ့ပတ်ဝန်းကျင်ကောင်တစ်ခုလဲလိုချင်တယ်ဆိုတော့ကျွန်တော်မိတ်ဆွေတွေအတွက်ဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော် SMD ကိုကျော်ပါဒီအိမ်လေးကအာတာချက်အရင်များပြီးတော့အားနေချက်တစ်ခုလဲရှိတယ်အိမ်လေးတစ်လုံးဖြစ်တယ်အားနေချက်ကတော့ကျွန်တော်တို့ဒါလမ်းပိတ်လေးတစ်ခုဖြစ်မယ်နောက်ထပ်အာတာချက်တွေကတော့သူကအလက်အလက်ရလဲကျွန်တော်တို့ဒါအရှိလက်ဖြစ်မယ် အိမ်အစ်စ်ကလေးလေးဖြစ်မယ်အာစီတထက်တိုက်ကမှရေမီအစုံလင်းနဲ့လုံးဝလက်တင်နေထိုင်လို့ရမယ့်အိမ်လေးတစ်လုံးလေးဖြစ်တယ်။နောက်ထပ်မြေခိုင်မာမှုကလည်းမူလရွာမြေအမျိုးအစားဖြစ်တဲ့လိမ်မောရောက်အဝင်းဝိုင်းထဲမှာတည်ရှိတဲ့အိမ်လေးတစ်လုံးလေးဖြစ်တယ်။ဟုတ်ကဲ့ဒီအိမ်လေးကိုကျွန်တော်ဒီနေ့ရောင်းချပေးမှာဖြစ်တယ်။ဒါလမ်းပိတ်ဆိုပေမဲ့လည်းကားနှစ်စီးရှောင်လို့ရတဲ့အနေအထားလေးရှိတယ်။ဒါဝင်ဝင်ချင်းမှလည်းဒါကားပါခင်ပေါ့နော်ဒီအိမ်လေးကဒါကားနှစ်စီးလောက်ထိုးလို့ ရတဲ့အနေထားလေးဖြစ်တယ်။စီလင်ဟိုက်ကစမြင့်မြင့်လေးတီဆောက်ထားတဲ့အိမ်လေးတစ်လုံးဖြစ်တယ်။နောက်ထပ်ဒီအိမ်လေးရဲ့ထူခြားချက်ကအခန်းဖွဲ့စည်းပုံအခန်းဖွဲ့စည်းပုံလေးတွေကလည်းတော်တော်လေးကောင်းတယ်ကျွန်တော်လိုက်ပြပေးမလား။ဝင်လိုက်တာနဲ့ကျွန်တော်တို့က living room living room နဲ့ဖျားကန်းကိုရောက်ရှိမယ်။အောက်ကပါကေးတွေကလည်းတော်တော်လေးကောင်းတယ်ပါကေးဒါကျွန်တော်ထင်တယ်12မီလီတွေတုံးထားတဲ့အနေထားရှိတယ်။ ဒါစီလင်း height ကလည်းမြင့်တယ်ဒါစီလင်းလေးတွေဆိုလဲလှလှပပလေးတွေ ਨੇ နောက်ထပ်ကျွန်တော်တို့ဒါလုံခြုံရေးတန်ပန်းအကုန်တက်ဆင်ပြီးသားဖြစ်တယ်စေး quality လည်းကောင်းတယ်အခန်းတကားတွေအကုန်လုံးကလည်းဒါကျွန်းတကားတွေအသုံးပြုထားတယ်ဒါဒီအခန်းဆိုရင်လည်းဒါ single bedroom ပေါ့နော်ဒါ single bed ဆိုပေမဲ့လည်းတော်တော်လေးကျယ်တဲ့အနေထားလေးရှိတယ်လုံခြုံရေးတန်ပန်းတွေပါပြီးသားဖြစ်တယ်လိုက်တင်ဝင်အောင်ကြတဲ့နှစ်ဖက်ထည့်ပေးထားတယ် နောက်ထပ်အိတ်ခဏခန်းကြံသေးတယ်ဒါဆိုရင်ကျွန်တော်ဒါမာဆာဗာရွန်ပေါ့နော်ပေအားဖြစ်ပြောရင်ဒါကတော့15ပေပတ်လေလောက်ပေါ့ဗျာနော်အဲ့လောက်ကျယ်မယ်ဒါရေချိုးခန်းအိမ်သာရေချိုးခန်းအိမ်သာလေးတွေလည်းမစိုးဒါဆို၄ပေ၈ပေလောက်တော့ရှိတယ်အနေထားလေးရှိတယ်နောက်ထပ် single bedroom ဒါ single bedroom ကလည်းဒါဆော့ဆော့ရလို့ပဲဒါကတော့12ပေ15ပေလောက်လေးရှိမယ်ဒီအိမ်ရဲ့ဘုံရေချိုးခန်းအိမ်သာဖြစ်တယ် ဒီဘက်ကတော့ဒါ dining and kitchen room ဖြစ်မယ် dining and kitchen room မှာဆိုရင်ပြတင်းက၃ဘက်ထည့်ထားတယ် lighting တော်တော်လေးဝင်တယ်ဒါအိမ်ဆိုးဖန်လေးတစ်ခုပဲလို့တာကျန်တာအကုန်ပြီးပြည့်စုံတယ်ဟုတ်ကဲ့ဒါဒီအိမ်လေးကဒီလိုကမျက်နှာစာကပေ40နဲ့နှစ်ပေဖြစ်မယ်နောက်ကိုပေ30ဖြစ်မယ်မြေကြီးဘဲကကျွန်တော်တို့က3500နဲ့2000ကျပေးဝယ်ရတယ်ပုံဝင်းကျင်တစ်ခုဖြစ်တယ် ဒါကမှကျွန်တော်တို့ဒါဒီလိုမျိုး RC တထက်တိုက်လေးအစ်စ်ကလေးလဲပါမယ်ရေမီအစုံလင်းနဲ့လက်တင်နေထိုင်လို့ရမယ်အိမ်လေးတစ်လုံးကိုကျွန်တော်ကဒီနေ့ကျက်သိန်း2600ညှိနှိုင်းစည်းလေးနဲ့ကျွန်တော်မိတ်ဆွေတွေကိုရောင်းချပေးမှာဖြစ်တဲ့အတွက်ဒီလိုမျိုးအိမ်လေးတွေကိုကျွန်တော်မိတ်ဆွေတွေစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်39969986648ကိုဆက်သွင်းနိုင်တယ်လို့39969986648ကိုလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျာ